ရှင်အဲ့တော့ဗௌဒ္ဓသာသမီတွေအတွက်လက်ရှိပေါ့နော်ဒီ2025ခုနှစ်ကြီးမှာဒါဆိုရင်ကံကြမ္မာเนาะဒီအစိပ်ပိုင်းဖြစ်ပေါ်လာမဲ့เนาะလုပ်ငန်းစီးပွားကံကြမ္မာအစိပ်ပိုင်းတွေကိုဒါဆင်မအနေနဲ့ဒါစ조사အားထုတ်ပြီးတော့ဟောထားတာဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့ရာခိုင်နှုန်းအဖြစ်တော့ဒီ hostel ကြီးကတော့ဒါ ဗုဒ္ဓသာသမိတရားရခိုင်နှုန်းတော့အမှန်နေမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဒီနှစ်မှာဗုဒ္ဓသာသမိတွေပုံမိကြတဲ့သူတွေအတွက်ကတော့နည်းနည်းလေးလက်ရှိထက်ပိုပြီးတော့ကံစားတာအနိုင်ပိုင်းလေးတွေအညာပိုင်းလေးတွေတော့ကြားရောက်မှာဖြစ်ပြီးတော့အကျန်နဲ့နော်ဗုဒ္ဓသာသမိတွေအတွက်ကတော့ဒီကံကြမ္မာအတိုင်းလေးတွေဖြစ်ပေါ်လာမှာဖြစ်ပါအဲ့တော့အရင်ဆုံးအနေနဲ့ကတော့ဗုဒ္ဓသာသမိတွေအတွက်လုပ်ငန်းစည်းဝါးပိုင်းတွေကိုစတင်ပြီးတော့ဆက်မအနေနဲ့ပြောပြပေးသွားမှာဖြစ်တယ် ဒီနေ့အတွင်းမှာဆိုရင်ဗုဒ္ဓသာသမိတွေရဲ့လုပ်ငန်းစီးပွားပိုင်းလေးတွေကတော့အဆိုးအကောင်ဒွန်တွဲနေတဲ့ကာလအရောက်ရှိပါတယ်เนาะလုပ်ငန်းစီးပွားရေးမှာလက်ရှိနေထားတဲ့အနေငယ်အခက်အခဲမှုလေးတွေเนาะအဆင်မပြေမှုလေးတွေကြုံတွေ့ရတတ်တယ်ထင်သလောက်လုပ်ငန်းမဖြစ်ဘူးစီးပွားမဖြစ်နေဘူးတဲ့เนาะနောက်ပြီးတော့လုံးတလောက်လည်းအရာမထင်တာမျိုးလေးတွေရှိရဲ့မိမိ ပြည့်ပြောမယ်ဆိုရင်တော့စ조사အားထုတ်မှုလုံနိုင်စွမ်းရည်ကြောင်းတော့အောင်မြင်မှုတော့ရရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုးကံစွမ်းညံစွမ်းရှိသလောက်조사နိုင်မှသာအောင်မြင်မဲ့နေထားမှာရှိရဲ့အနောက်ရှက်ဒါစီလေးတွေပေါ်ပြီးတော့ဒါလုပ်ငန်းပိုင်းတွေမှာရှေ့မရောက်ဖဲနဲ့နော်အနေငယ်လေးတွေအခက်အခဲတင်းငေါ်လေးတွေကြုံတွေ့နေမှာနေရတတ်တယ်ပေါ့နော်ပြိုင်ဆိုင်မှုလေးတွေတိုက်ခိုက်မှုလေးတွေကတော့လုပ်ငန်းပိုင်းထဲမှာကြုံတွေ့နေရတတ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့လုပ်ငန်းပိုင်းနဲ့ပတ် က်ပြီးတော့ပြဿနာလေးတွေရှိတာမျိုးလေးတွေเนาะစိတ်ညစ်ဆရာလေးတွေကြုံမယ်အိုးအိမ်နေရာထိုင်ခင်းအပြည့်အစီအပြောင်းလဲလေးတွေပေါ်လာတတ်တယ်เนาะ အဲ့တော့အိုအိမ်เนาะဒီအိမ်ရောင်းလာတို့เนาะအိုအိမ်ကလက်ရှိနေရာနေပြီးတခြားနေရာပြောင်းလာတာမျိုးအဲ့လိုမျိုးလေးရယ်ပေါ်လာတတ်တယ်အလုံးအိမ်နေရာအပြောင်းရွှေ့ပြောင်းလဲကိစ္စတွေပေါ်လာတတ်တယ်ပေါ့เนาะအဲ့လိုမျိုးအဲ့တော့လုပ်ငန်းစီးပွားပိုင်းနေရာတော့တခုတည်းနဲ့ရက်တီလို့မရဘူးအဖက်ဘက်ကနေပြီးတော့စီးပွားရှာနိုင်မှအဖက်ဘက်ကနေလုပ်ငန်းလေးတွေတွဲလုံးနိုင်မှအဆင်ပြေမဲ့လက်ရှိလုပ်နေတဲ့လုပ်ငန်းတခုတည်းတော့ စားချလုံးလို့မရဘူးအဖက်ဘက်ကနေပြီးတော့စီးပွားရှာနိုင်ဝင်ငွေလမ်းကြောင်းလေးတွေရှာနိုင်မှသာလုပ်ငန်းစီးပွားလေးတွေအဆင်ပြေမယ်ဒါပေမဲ့ဒီလက်ရှိနှစ်ထဲမှာငွေနဲ့ရင်းနှီးမြှုပ်နှံတဲ့အလုပ်တွေလုံးလို့မရပြန်ဘူးเนาะဗုဒ္ဓသာသမီတွေကအဲ့တော့ယာနဲ့ချင်းပြီးတော့ရင်းနှီးမြှုပ်နှံတွေလုံးလို့မရဘူး တော့ငွေကိုရာကနန်းချီပြီးမလို့နဲ့ဆယ်ကနန်းလောက်တော့လုံးလို့ရတယ်เนาะရင်းနှီးမြုပ်နယ်မှုတွေကစက်တူရှယ်ယာလုပ်ငန်းလေးတွေအဆင်ပြေတတ်တယ်เนาะစက်တူရှယ်ယာလုပ်ငန်းလုပ်မယ်ဆိုရင်လုံးလို့ရတယ်ပေါ့เนาะအဲ့လိုမျိုးအဲ့တော့ ဒီလာထဲမှာဆိုရင်မနော်ဒီနှစ်ထဲမှာဆိုရင်ဒီလာပိုင်းနေပေါ့နော်ဒီနှစ်စာပိုင်းလေးတွေဆိုရင်အဲလုပ်ငန်းပိုင်းလေးတွေကတော့အတင်းတင်းသွားနေပြီးတော့နှစ်လယ်ပိုင်းကနေစပြီးတော့နိုင်ငံကြာဆင်းတာမျိုးတွေပေါ်ပေါက်လာပေါ်ပေါက်လာတတ်တယ်เนาะထို့ကြောင့်လက်ရှိအနေထားနေပြီးတော့เนาะလက်ရှိဒီလာထဲကနေစပြီးတော့ပေါ့နော်လုပ်ငန်းလေးတွေတခြားလုပ်ငန်းလေးတွေနဲ့เนาะစီးပွားရေးတွဲလုပ်တာမျိုးလုပ်ငန်းစီးပွားเนาะရှာတာမျိုးလေးတွေเนาะပြုလုပ်မယ်ဆိုရင်ပို့ပြီးအဆင်ပြေနိုင်တယ်ပေါ့နော်အဲ့တော့ဝေ င်နှန်းနေပေါ့နော်ဝင်နှန်းလုံးနေတဲ့သူတွေအလုံးမှာစိတ်ကောလူရောပြင်းမဲမဲတခါလေအလုံးပြောင်းချင်ထွက်ချင်စိတ်တွေပေါ်မဲအပြောင်းလဲကိစ္စတွေရပေါ့နော်ဟောတိတ်တော့မထူးမခြားနာဘူးဒါပေမဲ့မဖြစ်မနေပြောင်းမဲဆိုရင်တော့တစ်ဖက်ကရမှာတစ်ဖက်ကပြောင်းပေးအလုံးထွက်ပြီးတော့ရှိုင်တော့ကြန့်ကြာမဲခက်ခဲမဲပေါ့နော်အော်လာစာတို့တာမျိုးလေးတွေတော့ရှိမဲပေါ့နော်လာစာတို့တာမျိုးရှိမဲအစိုးရဝင်နှန်းဆိုရင်တော့ဒါပြောင်းလဲလေးတွေပေါ်မဲရာဒူလာစာတို့မဲပေါ့နော်အဲ့တော့ပုဂ္ဂိကဝင်နှန်းနေအနေနဲ့ကတော့စိတ်ပြင်းမဲလူပြင်းမဲ ဖြစ်တာမျိုးအလုတ်ပိုင်းအလုတ်ပိုင်းထဲမှာဖီးယားတွေများတာမျိုးပြိုင်ဆိုင်မှုတွေရှိတာမျိုးလုံးတလောက်အရာမထင်မထင်မော်ပဲနဲ့စိတ်ညစ်စရာလေးတွေဆက်ရှုပ်စရာလေးတွေများပြီးတော့အပြောင်းလဲတွေလှုပ်ရှင်တာမျိုးတွေရှိမယ်အဲမဲ့ဝင်းနှန်းနေရတော့ဒီဝင်းငွေတစ်ခုတည်းကိုယ့်ရဲ့ဒါဒီနော်ဒီဝင်းငွေတစ်ခုတည်းမရက်တီပဲနဲ့အဖက်ဖက်ကနေကိုယ်ပိုင်တပိုင်တနိုင်လုပ်ငန်းလေးတွေတွဲလို့နော်အဲ့ဒါမှအဆင်ပြေတာမျိုးလေးတွေပေါ်လာလိမ့်မယ်ပေါ့နော် အဲ့တော့လုပ်ငန်းတွေစတင်ပြီးတော့လုပ်မယ်ဆိုရင်ပေါ့နော်ဘယ်လိုလုပ်ငန်းတွေอ่ะဒီနေ့ပိုင်းထဲမှာအကျိုးပေးမလဲပေါ့နော်ကိုယ့်အတွက်အကျိုးပေးလုပ်ငန်းတွေကိုကြီးလိုက်တဲ့အခါမှာ ကြာသာပတေးနံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနော်နောက်ပြီးတော့စနေနံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေတောက်ကြာနံနဲ့ပတ်သက်တဲ့လုပ်ငန်းအင်္ဂါနံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပြုတယ်နော်အဲ့တော့ပွဲရုံလုပ်ငန်းတွေပွဲစားလုပ်ငန်းအတက်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းငွေအရင်းနှီးမပါဘဲနဲ့နော်ကိုယ့်ရဲ့အတက်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေလက်မှုပညာလုပ်ငန်းတွေကတော့အကျိုးပြုတယ်ပေါ့နော်နောက်ပညာရဲ့နဲ့ပတ်သက်တာစာသင်တာပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမွေးမြူရေးပွဲရုံပွဲစားလုပ်ငန်းတွေပေါ့နော်ဒါအကျိုးပြုတယ်ဒါစားတောက်ကုန်လုံး င်္ဂန်းတွေစတိုးဆိုင်ဆန်စီဆေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေเนาะနောက်ပြီးတော့ဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းတတိယဝယ်လုပ်ငန်းတတန်တလုပ်ငန်းလေးတွေပေါ့เนาะနောက်ထပ်နိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းတွေဓာတ်စီဒီဇယ်ထမင်းဆိုင်ဖီဆိုင်လုပ်ငန်းအထယ်လိပ်လုပ်ငန်းတွေအချို့ပြုတယ် เนาะထမင်းဆိုင်မုံဆိုင်ဖွင့်တာလေးတွေဒါအကျိုးပြုတယ်ဒီလုပ်ငန်းလေးတွေနဲ့တွဲလို့ပေါ့เนาะအဲ့ဒီလုပ်ငန်းလုပ်နေတဲ့သူတွေကတော့လုပ်ငန်းစီးပွားတွေကောင်းနေလိမ့်မယ်เนาะဒါပေမဲ့ထင်သလောက်တော့စီးပွားမဖြစ်နေဘူးပေါ့เนาะမျှော်မှန်းထားတော့မရနိုင်ဘူးဒါပေမဲ့အဲဒီတာမန်နေထားတဲ့ပုံပြီးအားကောင်းမဲ့အနေထားမှာရှိတယ်အဲ့တော့လုပ်ငန်းတစ်စတင်ပြီးလုပ်မဲ့သူတွေလည်းဒီလုပ်ငန်းတွေနဲ့တွဲလို့ပေးပါเนาะအဲ့ဒီလုပ်ငန်းလေးနဲ့နာဝင်နေနေဆိုလဲဒီလုပ်ငန်းလေးနဲ့ အဖက်တလန်းလေးတွေတွဲလုံးနိုင်မယ်ဆိုတော့ပို့ပြီးအဆင်ပြေတာပေါ့เนาะအဲ့တော့လုပ်ငန်းစည်းဝါးပိုင်းနေ့မှာတော့ပြောမယ်ဆိုရင်အာဒါတော့ဘာပဲလုံးလုံးအတိုက်ခိုက်လေးရာရှိရပေါ့နော်အာဒါတတိထားရှောင်းနော်ကြော်လွားနိုင်မှသာအစဉ်ပြေမဲ့နေထားမှာတော့ရှိတယ်လောဘဒေါသနဲ့နော်အာလောဘကြီးပြီးတော့လုပ်ငန်းစီးပွားတွေမလုံးနဲ့နော်လောင်းကစားလုပ်တာတွေမလုံးနဲ့အာဒီလိုမျိုးတွေလုပ်မယ်ဆိုရင်ဒုက္ခရောက်တတ်တယ်နော်အဲ့တော့ မမြမိသားစုတိုင်းဝမ်းလည်းအကူအညီထောက်ပံ့ပေးနေရမျိုးကြီးကြုံမဲ့ပေါ့နော်အဲ့လိုမျိုးရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေရောင်းဝတ်အတဲကြတဲ့ရှိမယ်အဲဒီလမှာရောင်းဝတ်ကြမယ်နောက်လာတက်ရှင်တက်လဲဒီမှဒီလမှာရောင်းဝတ်တက်ပြီးနောက်လာကြရင်ကြမယ်ဒီလိုမျိုးပေါ့ရောင်းဝတ်အတဲကြနေတော့ရှိမယ်ခုနကအချိုးပေးလုပ်ငန်းလေးနဲ့စီးပွားရေးတစ်ဖက်တစ်လမ်းတွဲလို့ပေါ့နော်အဲ့လိုမျိုးလေးတွေအဲ့တော့ထင်သလောက်တော့အမြင်ဆုံးမရပဲရှိမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတွေ့ရတယ်အဲ့တော့နောက်ထပ်ပြီးတော့ မိတို့အနေနဲ့ဒီနေ့ပိုင်းထဲမှာလုပ်ငန်းစီးပွားပိုင်းနေမှာပေါ့နော်အရာရာအားနေတဲ့အဲနော်ဒီကန်စတာလေးတွေရှိနေတဲ့အတွက်ကုသိုလ်နော်ဒါကုသိုလ်ရေးဖာသာရေးလေးတွေပေါ့နော်ဒီ ကာမကုတ္တကံအခွင့်လန်းနေပေါ်လာအောင်ကုတ္တရေဘာသာရေးလေးနဲ့ပေါ့နော်ပြဲပြီးတော့လုပ်ငန်းစီးပွားလုပ်ပေးကာမှုတစ်ခုနေစဉ်ပြုနော်အဲကာမှုတစ်ခုနေစဉ်ပြုဒါနသီလကာမှုကုတ္တလေးနဲ့လုပ်ငန်းစီးပွားလုပ်မှသာအောင်မြင်မှုတိုးတက်မှုကျော်ဇောမှုတွေရရှိလာမှာဖြစ်တယ်နော်ဒါတော့ဒါဗုဒ္ဓသာသမီတွေလုပ်ငန်းစီးပွားပိုင်းလေးတွေကိုဆံမတာအာပေါ့နော်ဒီကံကိုညံစမ်းရှိသလောက်တော့နော်ကံချက်မရကြည့်ပြီးတော့ပြပြပေးသွားတာဖြစ်လူမှုရေးကဏ္ဍလေးတွေကိုကြီးလိုက်တဲ့အခါမှာ ဒီနှစ်မှာလည်းလူမှုရေးကဏ္ဍလေးတွေနည်းနည်းလေးအားနည်းတဲ့ကံကြမ္မာမျိုး ရှိရပေါ့နော်အတိုက်ခိုက်လေးတွေရှိရရံပေါ်စေတာမျိုးတွေရှိမယ်လူပေါင်းမတက်တယ်နော်လူယုံဒုက္ခပေးတက်တယ်လူပေါင်းမတက်တဲ့အတွက်လူယုံသတိထားပေးပေါ့နော်အာဒီနေ့ပိုင်းနဲ့မှာတနင်္ဂနွေနဲ့ပါတဲ့နေသားသမီးပေါ့နော်အာတင်းနာနဲ့ပါတဲ့နေသားသမီးသတိထားပြီးရှောင်ပေးပေါ့နော်အဲ့တော့ကိုကိုကိုအာကိုပါသူများအာမကိုနဲ့သူများအာကိုရင်ကိုဒုက္ခပြန်ပေးတာမျိုးလေးတွေရှိနိုင်တယ်တဲ့ထို့ကြောင့်ကိုကိုကိုအာကိုရက်ဒီကိုဒုကိုချွန်ရက်ဒီနော်မိသူ့အိုမှာအာကိုလို့မရနိုင်တဲ့နေသားမှာရှိတယ်နော်အမျိုးသမီးတူတူရောက်နဲ့ရန် န်ပေါ်တာမျိုးတွေရှိမယ်စိတ်ညစ်တာမျိုးတွေလည်းရှိတယ်သူတို့ဘာအတွက်ပေါ့နော်ဒါအခုကြီးအဲသူတို့ဘာ အတွက်ဈာထဲကနေပြီးတော့ကုညီပေးမှုကြောင့်နော်စေတနာမားဖြစ်တဲ့အတွက်သူများကိစ္စဝင်မပါနဲ့ပေါ့နော်အဲ့တော့ရှင်ပြိုင်မှုလေးတွေကတော့နေရာတိုင်းမှာကြုံတွေ့ရတတ်ပါတယ်တဲ့နော်ဘာလို့လို့စိတ်ကိုအေးထားပြီးလောက်ပါခန္ဓာတရားလက်ကင်ထားပြီးတော့ပြုလုပ်ပြောဆိုနိုင်မှသာအဆင်ပြေမယ်နော်အဲ့လိုမျိုးပြဿနာအမှုခင်းမဖြစ်အောင်နေပြဿနာဖြစ်ရှင်ကြာမယ်အမှုဖြစ်ရှင်ရှုံးရှိတယ်ငွေရေးချင်းနဲ့ပတ်သက်ပြီးပြဿနာဖြစ်ရှင်နဲ့အရှုံးရှိတယ်အမျိုးသမီးနဲ့ပတ်သက်ပြီးပြဿနာဖြစ်ရှင်နဲ့အရှုံးရှိတဲ့အတွက်အထူးတတိထားပြီးတော့နော်ပြုလုပ်ပြောဆိုနေထိုင်ပေးမှသာအ အဆင်ပြေပါလိမ့်မယ်နော်နောက်ထပ်ငွေကြေးကန္တာလေးတွေပေါ့နော်အဲ့တော့ဗုဒ္ဓသာသမိတွေရဲ့ဒီတစ်နှစ်တာအတွင်းငွေကြေးကန္တာလေးတွေကြီးလိုက်တဲ့အခါမှာငွေကန်ကတော့ပေါ့နော်လက်ရှိနေထားတဲ့2025မှာအနည်းငယ်အားနည်းတဲ့အနေအထားမှာပေါ်လာလိမ့်မယ်နော်ငွေဝင်ထွက်မမြတ်တာပဲရှိနေတတ်တယ်ငွေကတော့ဝင်နေတယ်နော်ဒါပေမဲ့ဝင်နဲ့ငွေနဲ့ထွက်ထွက်ထွက်တဲ့ငွေနဲ့မမြတာပဲရှိနေတယ်ငွေဝင်ပြီးလက်ထဲမှာမမြဲဘူးတစ်ခါတည်းရငွေဝင်ပြီးကျွေးတင်နေတာမျိုးတွေရှိနေတတ်တယ်နော် အဲ့လိုမျိုးအဲ့တော့ငွေဝအကြောင်းပြုပြီးလဲတစ်ခါတည်းကစိတ်ညစ်စရာတက်ပါတယ်တဲ့နော်အဲ့လိုမျိုးငွေဝင်လဲတော့တစ်ခုတည်းမဟုတ်ပဲနဲ့အဖက်ဖက်ကနေငွေတွေရှာနိုင်မှနော်စုဆောင်းနိုင်မှငွေကိုချွေတာသုံးနိုင်မှသာမြဲမဲ့နေထားမှရှိတယ်နော်ငွေဝင်လဲတစ်ခုတည်းဆိုရင်တော့ငွေကြေးခက်ခဲနိုင်တယ်နော် နောက်ပြီးတော့ရဆရာရှိရအေးပေးဆရာရှိရအေးအနှင်းငယ်ခက်ခဲနေရတော့ထို့ကြောင့်ငွေရောပေါက်တွေထိမိတော့နော်ငွေရောစီကန်တကြသုံးဆွဲနိုင်မှာအဆင်ပြေမယ်လောင်ကစားလုတ်တဲ့သူတွေဒီနေ့အတွက်မွဲသွားလိုက်မယ်ဒုက္ခရောက်တတ်တယ်ဘဝပြတ်တတ်တယ်နော်ထားကြထို့ကြောင့်လောင်ကစားေးဖြက်လန်းနီးနဲ့ငွေရှာေးအထူးရှောင်ပေးရမှာဖြစ်ပါတယ်နော်အဲ့လိုမျိုးအဲ့တော့ငွေကန်ကောင်းဖို့အတွက်လက်နိုးကာရာလက်ပွင့်ကာရာတွေမြင်းများရွတ်မယ်နော်လက်နိုးကာရာလက်ပွင့်ကာရာနေစဉ်ရွတ်ပြီးတော့ဖြတ်တန်းပေးပါတော့ ဗုဒ္ဓသာသမိတွေအတွက်နော်အာဒီအိမ်တွင်းအိမ်ဆောင်ရေးခန္ဓာလေးတွေကိုကြီးလိုက်တဲ့အခါမှာစိတ်ညစ်စရာလေးတွေနော်အနှဲငယ်ရှိမဲ့အိမ်မှာအကြီးငယ်ပိုင်းနေနဲ့အစမီပြေဖြစ်စေတတ်တယ်နော်အိမ်တွင်းရေးအတိုက်ခံလေးတွေစကားပြောနေရတတ်တယ်နော်အိမ်တွင်းရေးပိုင်းလေးတွေနောက်ပြီးတော့မြေကိစ္စတော့၎င်းပေါ့နော်မိသားစုရေးကိစ္စတော့၎င်း အာနော်စကားများတာမျိုးတွေရှိတတ်ပါတယ်တဲ့မျိုးသမီးတူတူရောက်နေလဲရံပေါ်တတ်တယ်နော်နောက်ပြီးတော့အိမ်တောင်ရေးပိုင်းနဲ့မှာလဲတယောက်နဲ့တယောက်ပြန်များနေတာမျိုးတွေနော်အိမ်တောင်ဘက်ကြောင့်စိတ်ညစ်ရတာမျိုးတွေမိမိအိမ်တောင်ဘက်ကြောင့် เนาะစိတ်ပူပန်နာလေးတွေစိတ်လို့မကြမှုလေးတွေဖြစ်ပဲเนาะမိမိစိတ်နဲ့တစ်ခါတည်းမကြနိုင်ဘူးပေါ့အိမ်တော်ရေးကန်နာလေးတွေမှာเนาะအားချာမလို့တရားနဲ့တရားပေါ့เนาะအရှုံမပေးအရှုံမပေးပဲနဲ့เนาะအိမ်တော်ရေးမှာရံပေါ်နေတာမျိုးတွေရှိမယ်ပေါ့เนาะအဲ့လိုမျိုးအဲ့တော့အိမ်တော်ရေးမှာဒီအပျော်ပါအတော်စားရှိပါကပို့ပြီးစိတ်ညစ်ရတတ်တယ်เนาะ အဲ့အဝေးရအိမ်အောင်ဘက်တွေအတွက်ပူပန်မှုလေးတွေရှိမဲ့အဝေးတနယ်စီဝေးနေတဲ့အိမ်အောင်ဘက်တွေအတွက်နော်ဒီပူပန်မှုလေးတွေရှိမဲ့တဝင်းတို့စိတ်မချတာလေးတွေတန်တရားဝင်တာမျိုးလေးတွေဖြစ်ပေါ်တတ်တယ်နော်အဲ့တော့ အိမ်တော်ရေးမှာဖောက်ပြဲရှုပ်ထွေးတာတွေအပျော်ပါအတော်စားတွေအထူးရှောင်ပေးပါเนาะအိမ်တော်ရေးအခုမှကြတော့เนาะစီးပွားရေးကိုအတူတူလုပ်ဘာသာတရားလေးတွေအတူတူကိုင်းဆိုင်ကာမှုကုသိုလ်လေးတွေအတူတူလုပ်ပြီးတော့နားလည်မှုနဲ့သစ္စာရှိရှိလက်တွဲနိုင်မှသာအိမ်တော်ရေးမှာအေဂျင့်နဲ့အိမ်တော်ရေးမျိုးကိုပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ဆရာရှုပ်ထွေးတာတွေဖောက်ပြဲတာတွေဖြစ်လာပါကအိမ်တွင်းအိမ်တော်ရေးပျက်စီးတတ်တယ်เนาะအထူးရှောင်ရမယ့်ဟာလေးတွေရှောင်ပေးရမှာဖြစ်ပါတယ်เนาะ နောက်ထပ်ပြီးတော့အခြေအခံလေးတွေပေါ့နော်အခြေအခံလေးတွေနဲ့ပတ်သက်ပြီးတော့ကြီးလိုက်တဲ့အခါမှာဒီနေ့ပိုင်းထဲမှာတော့အခြေအရတော့ဆန်းအတက်ကြနဲ့ရှိနေမယ်နော်အဲ့တော့ဆန်းအတက်လိုက်ကြလိုက်နေတော့ဖြတ်တဲ့အတက်တာပေါ့နော်အဲ့လိုမျိုးအဲ့တော့အခြေစင်းတော့တွေ့တတ်တယ်နော်ကိုယ်ကိုစိတ်ဝင်စားတဲ့သူတွေအဲပေါ်လာတတ်တယ်ပေါ့နော်မိမိကိုသဘောကျနေချိုက်တဲ့သူတွေပေါ်လာတတ်တယ်ငွေရသူတွေအတွက်ကတော့ချစ်သူကြီးစားရမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ အခြေပိုင်းတွေမှာတော့စိတ်မနစ်ဖယ်နေမှသာရလိမ့်မယ်စိတ်နစ်ချင်ကိုပဲပြင်မှန်းတက်တယ်နော်ဗောဓုဗောဓုသားသမီးတွေကစိတ်ကိုအရင်နှစ်မထားနဲ့ငွေရသူတွေအတွက်အရင်စိတ်နစ်ချင်ကိုပဲပြင်မှန်းတက်တယ်နော်ဒါပေမဲ့မမီးစိတ်နဲ့တထထဲမကြနေတာမျိုးတွေကြုံတွေ့ရမယ်နော်နောက်ပြီးတော့ဘလိုမျိုးလေးတွေကြုံတွေ့ရလဲဆိုတော့မမီးပေါ်လိန်ညာလှယ်ပြားခံတာမျိုးတွေရှိတတ်တယ်ထို့ကြောင့်အခြေပိုင်းကိုသတိထားပြီးတော့နော်အာဒီပြောမယ်ဆိုမမီးချစ်သူကိုသတိထားပြီးစောင့်ကြည့်ရတာမျိုးတွေနော်အာ လိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေဘာကြောင့်လဲဆိုတော့လိညာလက်ပြားချင်းခံတတ်တဲ့ရှစ်မျိုးကိုရတမျိုးလုံးတတ်တာပေါ့နော်အဲ့လိုမျိုးအဲ့လိုချစ်သူဆောင်တွဲတွေဆိုတဲ့အဲ့လိုပဲအဲ့တော့မိမိပေါ်မှာအလေးနဲ့မထားတာမျိုးဂူယူမဆိုင်တာမျိုးเนาะရှစ်တမျိုးကိုရတမျိုးလောက်တာမျိုးအဲ့လိုမျိုးလေးတွေအချီးရေးဆရာရှုပ်တာလေးတွေဖောက်ပြန်တာလေးတွေ ုံလာတက်တယ်နော်အဲ့တော့အချင်းကိုစိတ်မနစ်ဖဲနဲ့ပေါ့ပေါ့ပါထားမှရမယ်အဲ့တော့သူနဲ့ကိုနေရတော့ဖူးစာပါမညာမယ်ရေဆက်ရှင်တော့စုံမယ်ဖူးစာမပိုင်တော့မညာဘူးရေဆက်ကုန်တော့ဝေးရမှာပဲစိတ်ကိုပေါ့ပေါ့ပါပါထားပေါ့နော်အဲ့လိုမျိုးဖြတ်တန်းမှသာအဆင်ပြေမယ်အဲ့တော့သူမသူဘဝကြီးကသူဆိုပြီးတော့အာတက်မှတ်ထားမယ်ဆိုရင်တော့အပူတော့ကတွေညားနိုင်တယ်တဲ့အထို့ကြောင့်ရှေးခန္ဓာလေးတွေကတော့ဒီနှစ်အတွက်ကနော်အာဒီဗုဒ္ဓသားသမီးတွေအနှံငယ်ကန္နာလေးမှိန်တဲ့အတွက်ကိုနည်းနည်းလေးသတိထားပါစိတ်မနစ်ဖန်နေမှသာအေ ချမ်းမဲ့အနေအထားမှာရှိရဲ့အဲ့တော့နားလည်မှုနဲ့တစ္ဆာရှိရှိလက်တွဲဖို့လိုအပ်နေမယ်နော်အဲ့တော့ကျမ်းမာရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာနည်းနည်းလေးပေါ့နော်ဒီခြူချတတ်တာမျိုးလေးတွေရှိမယ်ကျမ်းမာရေးခန္ဓာလေးတွေမှာပေါ့နော်အနှဲငယ်ခြူချတတ်တယ်အာ1ဘိုင်းနဲ့ပတ်သက်ပြီးတော့ဖြစ်မယ်เนาะအစိုင်း၄အောင်နာ1ဘိုင်းနဲ့ပတ်သက်တာ၄အောင်နာလေးတွေမကြမ်းမကြာဖြစ်မယ်เนาะအိမ်မမန်အစမမန်လုံမှုဆောင်ကျမ်းမာရေးချွတ်ချတတ်တဲ့အောင်ကျော်အားနေတာအိမ်မပြောတာအတွေးများတာလေးရှိမယ်เนาะ ။နောက်ပြီးတော့အသေးစား accident လေးတွေပေါ့မယ်။နောက်ခြေလက်ထိခိုက်တဲ့ဒါလေးတွေတွေ့ထက်တယုံဖြစ်မယ်။ဆိုင်ကယ်ကားဆီယာလေးတွေတည်ထား။နော်မီးတို့ရဲ့စင်မီးတို့ကင်နာလေးတွေဂယူဆိုင်နော်နောက်ပြီးတော့ဒီရာသီကူးပြောင်းလဲဖြားနာတာမျိုးတွေတွေရှိမယ်နော် ထိခိုက်တဲ့ရတတာမျိုးတွေတွေရှိမယ်ဆိုတဲ့အတွက်သတိထားပါနော် အဲ့တော့အသက်ကြီးပိုင်းနေကြတော့ဖြစ်တတ်တဲ့ယောဂါလေးကတော့အိမ်မပြောတာမျိုးလေးတွေဥကားမကြည့်တာမျိုးလေးတွေနော်လေအောက်နာလေဖျန်းနာနော်နောက်ပြီးတော့ရေချိုးမာတာလေးတွေသွေးပောင်တက်ကြလေးတွေဖြစ်တတ်ပြီးတော့ဆေးတိုးဆေးတောက်လောက်ရတာဆေးခန်းပြနေရဂျုံဝတ်တက်တယ်နော်တို့ကြောင့်ကျန်းမာရေးခြူချတတ်တယ်နည်းနည်းခယူးဆိုက်ရမယ်ကျန်းမာရေးပိုင်းကိုနံပါတ်1ခယူးဆိုက်ပေးရမှာဖြစ်ပါတယ်နော်ကြည့်တဲ့လူရောငယ်တဲ့လူရောပေါ့နော်ဒီနေ့ပိုင်းနဲ့ အထက်ပညာရေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာပညာရေးကံစတာအရန်ကိုကောင်းမွန်တဲ့နော်နှစ်ကိုရောက်ရှိပါတယ် အမမီရဲ့အကျိုးအစားမှုဖြင့်အောင်မြင်နိုင်တဲ့တိုးတက်နိုင်တဲ့ပေါ့အသိပညာကောင်းတွေရရှိမယ်ဆရာကောင်းတွေတွေ့ပြီးအောင်မြင်တိုးတက်နိုင်တယ်ပေါ့နော်အဲ့တော့ပညာရေးပိုင်းမှာလည်းအတားအဆီးနောက်ဆက်နောက်ဆက်လေးတွေပေါ်လာမယ်ပေါ့နော်အဲ့တော့အချင်းချောင်းနော်ကျမ်းမကြီးကြောင့်ပညာရေးထိခိုက်တဲ့သူတို့အပေါင်းအသင်းမှားမှုကြောင့်ပညာရေးထိခိုက်တဲ့တဲ့ထိုးရာတွေစိတ်မနစ်ဖဲနဲ့နော်ပညာရေးပိုင်းကိုအားဆိုင်ပြီးတော့စူးစမ်းမယ်ဆိုရင် အောင်မြင်မှုရရှိမယ်စူးစမ်းတဲ့လောက်ထုံပေါက်နိုင်တဲ့နှစ်ဖြစ်ပါတယ်နော်ထို့ကြောင့်ပညာရေးကန်စတာအရာတော့အရန်ကောင်းတဲ့နှစ်ဖြစ်တဲ့ ဲ့အတွက်ဒါစ조사ဖို့တင်းတဲ့နှစ်ဖြစ်ပါတယ်เนาะဒီနှစ်ကတော့နောက်ထပ်နိုင်ငံခြားကံပေါ့เนาะနိုင်ငံခြားကံနဲ့ပတ်သက်တာလေးတို့ကြည့်လိုက်တဲ့အခါမှာခီးကိစ္စတွေကတော့ရှိတယ်เนาะခီးစင်တွေကတော့ပေါ်တယ်ပြည်တွင်းခီးစင်ပြည်ပခီးစင်တော့အားကောင်းတယ်ပေါ့เนาะဒါပေမဲ့ခက်ခဲမှုတွေကြုံတွေ့ပြီးမှအဆင်ပြေမယ်เนาะနိုင်ငံခြားကံတော့ခက်ခဲမှုတွေတွေအဆင်မပြေမှုတွေတွေ ကြုံတွေ့ပြီးမှပဲဒါပြည်ပကံအားကောင်းတဲ့ခီးထွက်လာမျိုးတွေရှိမယ်ပေါ့နော်အဲ့တော့ပြည်တွင်းပြည်တွင်းခီးစင်တွေနဲ့တွားရတာမျိုးတွေတော့ရှိမယ်ဖျားဖို့ခီးစင်တွေထွက်ရတတ်တယ်ပေါ့နော်အဲ့တော့ဗီဇာပတ်စပို့ကိစ္စတွေကတော့အဆင်ပြေစေတတ်တယ်ပေါ့နော်ဘာပဲလုံးလုံးအခက်အခဲလေးတွေထင်းငေါ်လေးတွေကြုံတွေ့ပြီးမှခီးစင်တွေအောင်မြင်မယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိတယ်အာခီးကိစ္စနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပေါ့နော် အဲ့တော့ထီကန်ကတော့ဒီတနစ်စာလုံးပေါ့เนาะအချိုးပေး lucky ကနန်းလေးတွေကတော့ခွန်ကနန်း ငါးခဏန်းလေးခဏန်းသုံးညခဏန်းလေးတွေကတော့အချိုးပေး lucky ခဏန်းလေးတွေဖြစ်ပါတယ်เนาะအချိုးပေး color လေးတွေကတော့အနက်ပွင့်အနက်ရောင်အဝါရောင်ပန်းရောင်နီညိုပွင့်နီညိုရောင်လေးတွေပေါ့เนาะအပြာရောင်လေးတွေကတော့အချိုးပေး lucky color လေးဖြစ်ပါတယ်အရေးကြီးသောကိစ္စတွေသွားလာရမှာခီးထွက်တဲ့နေရာမှာအရေးကြီးသောလုပ်ငန်းကိစ္စတွေမှာဝစ်စင်အသုံးပြုခြင်းဖြင့်ကံစရာပွင့်လန်းစေပါလိမ့်မယ်เนาะ အဲ့တော့ဒီတနေ့လုံးအတွက်ဆောင်ရံနဲ့ရှောင်ရံကိုပြောပြပါမယ်เนาะအဲ့တော့ဆောင်ရံနေနဲ့ကတော့ဘာသာတရားလုံးမယ်ကောင်းမှုကုသိုလ်လုံးမယ်เนาะအန်ဒီကင်းကုံတော်လက်ပွင့်ကုံတော်တွေနေစဉ်ယူပွားပြီးအလုံးလုံးပေးပါเนาะနောက်ထပ်ပြီးတော့ရှောင်ရံနေနဲ့ကတော့အမေသားစားခြင်းဝတ်သားစားခြင်းပြောပါလိုက်စားခြင်းသူ့အသက်သက်ခြင်း နော်အထူးရှောင်ပေးပါဒီတနေ့လုံးအထူးရှောင်ပေးပါဒီလိုမျိုးဆောင်ရံနဲ့ရှောင်ရံနဲ့နော်ဟောကိုလိုက်နာကျင်သုံးပြီးတော့နော်ပြုမှုနေထိုင်သွားမယ်ဆိုရင်ကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်မှာဖြစ်တယ်ဒီတနေ့တအားလုံးနော်အစအစအရာအဆင်ပြေဖို့အတွက်ပြုလုပ်ရမယ့်ရေရာလေးတွေရှိပါတယ်နော် အာပြီးလုံးအောင်ရေရည်အနေနဲ့ကတော့မမိအိမ်ဖျားမှာမွေးတော်ပန်လေးတွေလူပေးပါနော်ထောပတ်ထမင်းပေါပေါဆုပ်အမြဲတမ်းကတ်လူပြီးတော့စူတောင်းပေးပါနော်အားလေးတွေကတော့အမြဲတမ်းကတ်ပေါ့နော်နေစဉ်ကတ်လို့လို့ရတယ်တပတ်ကို2ချိန်3ချိန်စီစနာရှိသူတို့ကတ်လို့ပြီးတော့စူတောင်းပေးပါနော်လက်ပွင့်ကာရာလက်နှိုးကာရာလေးတွေအတေကင်းကုံခုံတော်လေးတွေနေစဉ်ရော့ပေါ့နော်နောက်ထပ်ကံညက်နေမရောက်ချင်ဘူးဆိုရင်တော့မုတ်စီကြော်တစ်ပွဲအမြဲတမ်းနော်ကတ်ပြီးတော့စူတောင်း နှက်ကလေးတွေလွတ်ငါးလေးတွေလွတ်ပါနော်အမြဲလို့ဆယ်တော်မူကာရာတန်ဗုဒ္ဓေကာရာအဋ္ဌနာမိတံကာရာလေးတွေကိုတက်စစ်ရွတ်ပါနောက်ပြီးတော့လူသွားလူလာလမ်းလေးတွေအမှန်ရှင်းမယ်ဖျားရည်မင်းတော့ဖျားဆောင်နံတန်ရှင်းအမြဲအဲ့တော့ဒီ